ဦးဟဲလေးဆိုရင်မျက်တွေ့တိုင်းပြောရဲပေါ့နော်အာသမီးကကောင်းတယ်ကော့ကိုရိုက်ကော့ကိုအတွင်းကော့ကိုအဲ့ဒီဆက်ကော့ကိုလောက်ကော့ကိုတင်အဲ့ဒါလေးတွေကောင်းတယ်ပေါ့နော်ဆက်တာလို့အဲ့လိုသူအမြင်အားပေးရတွေ့တိုင်းပြောရဲတွေ့တိုင်းဆိုတော့ပြင်ဦးဟဲအသူ့ရဲ့တခြင်းလေးဆိုလဲပေးဆိုရဲပေါ့နော်သမီးဆိုရင်ဆိုပြင်ဒီတခြင်းလေးဆိုလဲသမီးနဲ့လိုက်မှာဆိုအဲ့လိုမျိုးပေးဆိုရတဲ့ကြောင့်မလို့ရန်ဝန်တာရဲပေါ့နော်ကာဗာဆောင်ဆိုရဲဆိုတာလဲအာဆိုရင်တိုင်းဆိုလို့မရဘူးပေါ့နော်အဲ့ပြဿနာလေးလည်းရှိရောအာဆဆအရာရာကိုဂယူးဆိုင်ပြီးတော့ဆိုရဲဆိုတော့ အဲ့လေးရတော့သတိထားရပါတယ်ဘောနော်တောက်ချောက်တောက်ချောက်ဆိုရင်လည်းအမကိုရဲလေးရဲ့အဲ့ဒုနှစ်ယောက်ကြောင်းချင်းကိုဆိုရင်မှကျတော့အမကျတော့တော်တော်လေးကိုလူပိုသိသွားဘောနော်အဲ့တော်တော်လေးကိုပဲလူပိုသိပြီးတော့အာရွေးဖြိုးဆိုတာကိုဒီ TikTok မှာပို့ပြီးသိလာကြပါဘောအဲ့ဒါတော့အမှတ်တရလေး cover ဆောင်းနေရတော့အဓိကကဒီ covid ဖြစ်တဲ့အချိန်မှာက secretary ဆယ်တန်းလဲပြီးတော့ covid ဖြစ်သွားတယ်ဘောနော covid ဖြစ်သွားတော့ဘာမှလုပ်လို့မရဘူးပွဲကြီးလဲဆိုလို့မရဘာမှလည်းလိုက်လို့မရတော့အိမ်မှာပဲနောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင်ဒီအရင်ကဆိုရဲဘားကြီးကရင်းရကြတဲ့အဲ့လိုဘားကြီးဆိုတာတော့မိုင်ဂါဒန်မှာတော့ငွေလေးနဲ့ဆိုလာဆိုတော့အဲ့ဆိုင်မဲဆိုတာဆိုတော့ဆိုရင်းနဲ့အကုန်လုံးရက်ချပလိုက်ရပါဘောနော်ရက်ချလိုက်တဲ့အချိန်မှာအစမ်းက အရင်ကတော့မဆိုးနိုင်တော့ဘူးတချင်းနေလည်းဘာမှမသိတော့ဘူးနှစ်နှစ်လောက်ကဝေးသွားတော့အဲ့လိုပြန်ပြီးအကုန်လုံးအစပြန်စရတာပေါ့နော်အဲ့တော့ဘာလို့ရင်ကောင်းမလဲဆိုပြီးတော့လုပ်ရင်လည်းအစလာကျတော့ဒီကိုရီးယားချင်းတွေပဲဆိုပြတယ်အဲ့လို application တွေလိုက်ပြီးတော့လေ့လာတာပေါ့နော် ban lab ကိုလေ့လာတယ်ပြီးတော့ effect တွေလေ့လာဘယ်လိုမျိုးတွေလောက်ကမလဲဘာလို့လဲအပြင်မှာသွားသွင်းမယ်ဆိုရင်တပုတ်တပုတ်သွားသွင်းမှုဆိုတာမလွယ်ဘူးလေပတ်စံလေကုန်ကြတွေကများတယ်ဆိုတော့အကော့ကိုရအောင်လုပ်ကြည့်မယ်ဆိုပြီးတော့လုတ်ဖြစ်သွားတာပေါ့နော်အိမ်မှာပဲကော့ကိုဖုံးနေပဲရှိုင်းရှိုင်းနဲ့ ာနိုင်ငံကြအဲ့လိုပေါ့မြန်မာချင်းမဟုတ်ဘဲနဲ့ဆိုဆိုတာအရင်ကတော့အဲ့တော့ကကျတော့အလောက်ဒီမဟုတ်ဘုံတော့မြန်မာသချင်းကိုစမ်းပြီးဆိုကြည့်မယ်ဆိုပြီးဆိုပြစ်သွားတာဆိုပြစ်တဲ့ချိန်မှာကမြန်မာသချင်းဆိုတဲ့ချိန်မှာက viewer ရတက်တယ် viewer ရတက်တော့ဟာလို့အဲ့ပေါ်မြန်မာနိုင်ငံမှာနေမောက်လေမြန်မာချင်းဆိုမှာပဲ viewer တက်ကြမှာဆိုအဲ့နဲ့တောက်လျှောက်တောက်လျှောက်ဆိုပြစ်သွားပါဘောနော်တောက်လျှောက်ဆက်လိုက်ချင်းကိုရဲရောင်ရဲ့လွမ်းလွန်းလို့သချင်းစဆိုပဲဆိုပြီးတော့ပြီးတော့နောက်ကိုသားကြီးရဲ့ရုပ်သေးရုပ်သချင်းအဲ့လိုပေါ့အရင်ကသချင်းနေပေါ့နော် တမျိုးကြိုက်ခဲ့တဲ့ဒီ2000ခုနှစ်အလောက်ကတချင်းနေတမျိုးကလည်းကြိုက်တာဆိုတော့အဲ့လိုတချင်းနေဆိုရင်းဆိုရင်းနဲ့လူတွေကကြိုက်ကြိုက်ကြိုက်လာပြီအဲ့ဒါကြီးတော့အော်လို့အော်ကောင်းပါတယ်လို့ပြောစရာကြီးဆိုအဲ့လေတောက်လျှောက်ဆူဖြစ်သွားပါဘောနော်တောက်လျှောက်တောက်လျှောက်ဆိုရင်းနဲ့အမှကိုရဲလေးရဲ့အဲ့ဒုနှစ်ယောက်ကြောင်းချင်းကိုဆိုမှကျတော့အမှကျတော့တော်တော်လေးကိုလူပိုတိသွားပါဘောနော်အဲ့တော်တော်လေးကိုပဲလူပိုတိပြီးတော့အာရွေးဖြိုးဆိုတာကိုဒီ TikTok မှာပို့ပြီးတိလာကြပါဘောအဲ့ဒါတော့အမှတ်တရလေး ရန်ဝန်တာပါလေပါဥဟဲလေးဆိုရင်မျက်တွေ့တိုင်းပြောရဲပေါ့နော်အာသမီးကကောင်းတယ်ကိုယ့်ကိုရိုက်ကိုယ့်ကိုတွင်းကိုယ့်ကိုအဲ့ဒီဆက်ကိုယ့်ကိုလောက်ကိုယ့်ကိုတင်အဲ့ဒါလေးတွေကောင်းတယ်ပေါ့နော်ဆက်တာလို့အဲ့လိုသူအမြင်အပေးရဲ့တွေ့တိုင်းပြောရဲတွေ့တိုင်းဆိုတော့ပြင်ဥဟဲကသူ့ရဲ့တခြင်းလေးဆိုလဲပေးဆိုရဲပေါ့နော်သမီးဆိုခြင်းဆိုပြင်ဒီတခြင်းလေးဆိုလဲသမီးနဲ့လိုက်မှာဆိုအဲ့လိုမျိုးပေးဆိုတာတကြောင်မလို့ရန်ဝန်တာရဲပေါ့နော်ကာဗာဆောင်းဆိုရဲဆိုရလဲအာဆိုခြင်းတိုင်းဆိုလို့မရဘူးပေါ့နော်အဲ့ပြဿနာလေးလည်းရှိရောအာဆဆအရာရာကိုဂယူးဆိုင်ပြီးတော့ဆိုရဲဆိုတော့ အဲ့လေးရတော့တည်ထားရပါတယ်ဟုတ်အရန်ပေါ့နော်ဝမ်းတာရေပေါ့နော်အာဆိုရဲဟာအဓိကကတော့အဲ့လိုနိုင်ငံခြားအတိုင်းပဲကိုဆူလိုက်တဲ့တခြင်းကိုမူရင်းကိုအဲ့လိုမျိုးပြကျင်တာပေါ့နော်တွေ့တွေ့စီကျင်တာဆိုတော့အဲ့လိုတကူတကလိုက်ပြပဲအဲ့လိုပြည့်စီကျင်အဲ့လိုမျိုးချီချူးကြတာတွေတွေ့တော့ရမ်းမဲအတိုင်းမသိဝမ်းတာပါတယ်ပြတ်ထက်ဆိုဖို့အင်အားရှိရပေါ့နော်မူရင်းတခြင်းကြတော့ကိုပိုင်ချင်းဆိုဖို့ကြရမ်းဆိုကျင်တာပေါ့နော်မဲ့ မလွယ်ဘူးပေါ့နော်တချို့ဒီသချင်းတပုတ်ထွက်ကားတာမလွယ်တော့ကိုမလည်းအများကြီးပြန်ပြီးကြည့်ရတာဆိုတော့လေအဲထွက်ထားပါတယ်သချင်းလေးတွေကတော့အားလုံးလည်းတင်နာပြီးသားပေါ့နော်ပထမဆုံးထွက်ခဲ့ရတယ်ဒုတိယဝေဒနာဆိုရင်သချင်းလေးထွက်ခဲ့တယ်ပြီးတော့နောက်တစ်ခုကကြတော့ကိုဒီရင်ရေးပေးထားတဲ့တသက်လုံးတွက်ဆိုတဲ့သချင်းလေးထွက်ထားပါတယ်အဓိကကဆိုလိုကတော့အဲ့နှစ်ပုတ်ပဲထွက်ထားရပေါ့နော်ပြာဒီဇုံတဲ့သင်းလေးတွေကတော့ကိုကောင်းကောင်းနဲ့သင်းတပုတ်လေးနှစ်သွဲဆိုရင်သင်းတပုတ်ထွက်ထားတယ်ပြီးရင်ကိုရိုးဝမ်းနဲ့အာကိုရိုးဝမ်းနဲ့ အာမလည်းရောင်းဆုံးချက်အလွမ်းဆိုရဲသူ့ရဲ့ event နဲ့မှာပေါ့နော် featuring တပုတ်ဆိုထားပါတယ်။ပြီးတော့နှလုံးသွေးပေါ့နော်နှလုံးသွေးရတော့ဒါဦးကျက်ရဲ့တခြင်းကိုပြန်ဆိုထားတာ official ထွက်ထားတာဆိုတော့အဲတခြင်းလေးထွက်ထားပါတယ်။ပြီးတော့ခုနောက်ဆုံးကတည်းကသူ့ကိုမှချစ်မိတယ်ပေါ့။ OSC လေးပါ။